တာလီမြို့၌အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့်ကိုဝင်ဆောင်မိခင်များပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ခရိုင်တာလီမြို့၌အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့်ကိုဝင်ဆောင်မိခင်များပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုယနေ့နေ့နဲ့9နာရီချိန်ကတာလီတိုက်နယ်ကျန်းမာရေးဌာန၌စောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါရယ်။ထို့သူစောင်ရွက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်နန်းစိန်ဦးဦးဆောင်သည်ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေးလာရောက်ထိုးနှံသောကိုဝင်ဆောင်မိခင်၁၂ဦးနှင့်အသက်၂နှစ်အောက်ကလေးငယ်၂၄ဦးအားကာကွယ်ဆေးထိုးနှံတိုက်ကြွေးခြင်းမပြုမီစည်ရင်ရေးသွင်းခြင်းကိုဘူးချိန်တိုင်းတာခြင်းသွေးပောင်ချိန်တိုင်းတာခြင်းနှင့်ကိုလေးချိန်တိုင်းတာခြင်းတို့ကိုဆောင်ရွက်ပြီးမှသာစနစ်တကျထိုးနှံတိုက်ကြွေးပါれကိုဝင်ဆောင်မိခင်များနှင့်အသက်၂နှစ်အောက်ကလေးငယ်၏ပုံမှန်ကာကွယ်ဆေးတွင် ကိုဝင်ဆောင်မိခင်များမိဂိုင်ကာကွယ်စေအသက်နှစ်နှစ်အောက်ကလေးငယ်များ ပြင်းထန်တီဘီယောဂါကာကွယ်စေပြင်းထန်ဝမ်းပြက်ဝမ်းလျှောယောဂါကာကွယ်စေပြင်းထန်အဆုတ်ရောင်ယောဂါကာကွယ်စေစုံစုကြက်ညာမိခိုင်အသေးအောင်တဝါပြီးအုံနောက်အမေးရောင်ငါးမျိုးဆက်ကာကွယ်စေပိုလီယိုအကျောတေယောဂါကာကွယ်စေထိုးစေးနှင့်တောက်စေဝက်သက်နှင့်ဂျိုက်တိုးယောဂါကာကွယ်စေတို့ပါဝင်ကြောင်းသိရှိရပါれခမညာ